ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဗီရောစရန်ချန်နယ်မှာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့ခொနေသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးဇင်အောင်နီမှဟောကြားထားသော2025ခုနှစ်ဒီဇင်ဘာလ3ရက်နေ့မှ9ရက်နေ့အထိတပတ်စာကြံပြုဟောစံကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါတယ်။အစီအစဉ်လေးမစခင်မှာတဦးစေတနာတဦးမြတ်သာဆိုသလို Subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အစ်တတနိုင်းတရားအောင်လဲဘေးနားအခောင်းလုံးလေးကိုလည်းနှိပ်ထားပေးခဲ့ baru meminat, no? တနင်္ဂနွေသားသမီးများအတွက်တပတ်စာဟော့စတန်ဒီရက်တွေအတွင်းမှာငွေကန်တအားကောင်းပါတယ်။နာမည်ကုန်သတင်းတက်စရာတွေလည်းကြုံရမယ်။ကုန်ဝယ်ခြင်း၊တူလောင်ခြင်း၊ပစ္စည်းစုံဆောင်ခြင်းတွေပြုလုပ်တဲ့ရက်တွေဖြစ်ပါတယ်။နိုင်ငံခြားခီးလူမျိုးသားနဲ့ပတ်သက်တဲ့အလုပ်တွေအချို့ပေးအောင်မြင်မယ်။ချီထိုးတင်ပါတယ်။အထက်ချီဖနက်ဓာတ်ပုံ၊လျှက်စက်ကားကွန်ပျူတာ၊ကြောက်ကင်မရာလုပ်ငန်းရှင်များတိုးချဲ့တဲ့အချိန်ဖြစ်ပါတယ်။မိသားစုထဲမှာအလှူပွဲ၊မင်္ဂလာပွဲတွေကြုံရတာပါတယ်။အဲ့ဒီနေ့မှာချီထိုးပါ။ဆက်တူစာချုပ်ချိုးရတဲ့ကိစ္စတွေမှာ ော့မရင်မရမသိမချာတွေဖြစ်တတ်ပါတယ်။မြေကိစ္စအမွေကိစ္စဖုန်ကိစ္စများကိုတော့ခိတ္တဆိုင်ငံ့ထားတဲ့နဲ့အချိန်မှာပဲ။ဘာမဆိုနှမျိုးနှစ်ခါနှစ်ကြိမ်ကြုံရတတ်တဲ့ကိမျိုးဖြစ်ပါတယ်။အိမ်တော်ရှင်များချစ်သူကြီးသားများជីနူးဝမ်းမြောက်စရာနှမျိုးနှစ်ခုကြုံနိုင်ပါတယ်။အောင်ကျော် 1/C မျက်စိယောဂများဂရုစိုက်ရမယ့်ကာလဖြစ်ပါတယ်။ကံကောင်းစေသောကဏ္ဍများမှာခုနှစ်ကိုကဏ္ဍများဖြစ်ပါတယ်။ရေရေရကုံတော်ကိုပါကိုပရိကုပတ်နှစ်ရက်ဆက်ပြီးအဋိဌာန်နဲ့စိတ်လိုက်ပါလေ။တနင်္လာရသတိများလုံးကိုစိတ်နှဖျား ာကြမှာချမ်းသာကြပြီးကញ្ញံဝရိယအသုံးချလုံးအောင်ကောင်းကျူပန်းတော်မူနိုင်ကြပါစေတနင်္ဂနွေသားသမီးများတွေတိုက်ဆိုင်မင်္ဂမကကွန်မန့်မှာတခုရေးပြီးရပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးကြနော်မိတ်ဆွေတို့ရကကတွေကိုဆရာဇင်ယောနီနဲ့ဗေရမင်းများဆွေးနွေးတိုင်မဲ့လို့တဲ့အခါ39 8941 6433ဘိုင်ဘာမတဲ့ဆက်သွယ်မေးများနိုင်ပါတယ် တနေ့လာသားသမီးများတွေတပတ်စာဝတ်စတန်ဒီရက်တွေအတွက်မှာတအားပင်မနေမယ်စိတ်မောလူမောတွေဖြစ်ရမယ်အလုပ်ပူပြီးကျန်းမာရေးညံ့သွားတတ်ပါတယ်စိတ်တိုင်းမကြစရာတွေများနေမယ်တန်နိုင်သမျှဆေးရှိရှိကောင်းရေးနဲ့အလုပ်တွေကိုတက်တောင်တက်တာလေးလှုပ်သွားတဲ့အချိန်ဖြစ်ပါတယ်အလုပ်ထွက်ခြင်းနာပြောင်းခြင်းနဲ့ဆန္ဒတွေခက်တာလေးဆိုင်းငံ့ထားတတ်ပါတယ်နေရာကိစ္စအိမ်ကိစ္စများတွလို့တန်းလန်းဖြစ်နေတတ်ပါတယ်မိကောင်းဆရာကောင်းတွေရဲ့အကူအညီကောင်းတွေပေါ်လာမယ်နိုင်ငံခြားနဲ့ပတ်သက်လို့အဆက်အသွယ်ခွင့်ရေးကောင်းတွေပေါ်လာတတ်တယ်မြေမွေ ဖုံအထင်းချီဖနက်ဓာတ်ပုံလျှက်စစ်လုပ်ငန်းတွေမှာတော့အထူးအောင်မြင်အကျိုးပေးနိုင်တဲ့အချိန်ဖြစ်ပါတယ်ခြေောက်ခါအစာရင်ကျမအေးသတိပြုတင်ပါတယ်အိမ်တော်ရှင်များချစ်သူကြီးသားများမောင်နှမကိစ္စများသတိပြုတင်ပါတယ်ကောင်းကောင်းစီသောကနန်းများမှာ93ကနန်းများဖြစ်ပါတယ်ရရရဗုဒ္ဓဂုံတော်ကိုပရိခုနှစ်ပတ်၃ရက်ဆက်ပြီးအထိတ်ထန်နဲ့စိတ်လိုက်ပါလေတဏှာသားသမီးများလုံးကိုစိတ်နှပြကျမချမ်းသာကြပြီးကံညာဝရိယအသုံးချက်လုံးအောင်ကျွမ်းတော်မူနိုင်ကြပါစေတဏှာသားသမီးများတွေတိုက်ဆိုင်မင်္ဂလာပါက ကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာဇင်ယောနီနဲ့ဗီရီမင်းများဆွေးနွေးတိုင်ပင်လို့တဲ့အခါ39 6943 9လေးလေးတလေးတို့ဘိုက်ပါမတ်တဲ့ဆက်သွယ်မေးမြန်းနိုင်ပါတယ် အင်္ဂါသားသမီးများအတွက်တပတ်စာဟောစတန်ဒီရက်တွေတွင်မှကံညံ့လေးတွေများနေပါမယ်အဖက်ဖက်ကအနောက်ဆက်လေးတွေရှိနေမယ်ခီးသွောခြင်းဟာအကောင်းဆုံးရည်ရပါပဲနေရာသည့်အိမ်သည့်လုပ်ငန်းသည့်အစီအစဉ်များအထူးပဲကောင်းပါတယ်ရဝေးပြပကိစ္စတွေလည်းဦးစားပေးပြီးစီစဉ်သင့်ပါတယ်ဝက်ကွာနေသူများပြန်ဆောင်ခြင်းရဝေးကအကူအညီကောင်းရခြင်းများကြုံရမယ်ငွေရတော့တအားဝင်သလိုတအားထွက်နေနိုင်မယ်မထမတ်တဲ့ဘာသာရေးပညာရေးခွန်လန်းကောင်းတွေပေါ်လာတတ်ပါတယ်အသည့်နှန်းရေထွက်ကုန်တည်တံ့အတွက်အလုံးများ ုချဲ့တဲ့အချိန်ဖြစ်ပါတယ်။မီးလျက်စစ်တခုသတိထားတဲ့အချိန်ဖြစ်ပါတယ်။ယာရုနေရာကိစ္စတွေမှာလည်းအနောက်ရှက်တွေချမ်းကအောင်မြင်သွားတာပါတယ်။စတ်တူအလုံးများသတိထားပါ။အရေးကြီးတဲ့စာရွက်စာတမ်းများသတိထားပါ။အင်းအောင်ရှင်များချစ်သူကြီးစားများရဝေးခွဲရခင်းရှိနေပါတယ်။ကားကောင်းစေသောကဏ္ဍများမှာလင်းငါကဏ္ဍများဖြစ်ပါတယ်။ရရရအရန်တိတ်ထိကုံတော်ကိုပရိလေးပတ်လေးရဆက်ပြီးအဋ္ဌထန်နဲ့စိတ်လိုက်ပါလေ။အင်္ဂါသားသမီးများလုံးကိုစိတ်နှပြံကြက်မှချမ်းသာကြပြီးကံညာဝရိယအသုံးချက်လုံးအောက်အောင်ကျိုးပန်း န်းတော်မူနိုင်ကြပါစေ။အင်္ဂါသားသမီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ကကယ်တွေကိုဆရာစင်အောင်နီးနဲ့ဗီဒီယိုများဆွနှွေးတာမီလို့တဲ့အခါ39 6411 6411တို့ဘိုင်ဘာမန်တိုင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဘလိုသားသမီးများတွေတပတ်စာဟောစံဒီရက်တွေအတွင်းမှာမတင်မကြကိစ္စလေးတွေများနေမယ်။ဟိုဟာလောကတော့မလိုလိုဒီဟာလောကတော့မလိုလိုတွေများနေမယ်။ငွေကိစ္စပစ္စည်းကိစ္စအယောင်ဝယ်ကိစ္စတွေမှာလည်းတိလွဲလေးတွေလွဲနေတတ်ပါတယ်။ဘာမဆိုခေါင်းရင်းနဲ့ဆုံးဖြတ်တဲ့နဲ့အချိန်မျိုးပါပဲ။စက်တူးကိစ္စစာချုပ်လုပ်ငန်းတွေအောင်မြင်မယ်။စိုင်းတဲ့အိမ်တဲ့နေရာတဲ့ကိစ္စတွေအောင်မြင်မယ်။အဖိုးရန်ပစ္စည်းအိမ်တော်ပြည်ပေါကတွေဝယ်မယ်။မထင်မဖယ်နိုင်ငံသားလူမျိုးသားအဆက်အသွယ်ကူညီပေါ်လာတတ်ပါတယ်။အောက်လည်းငယ်သားအကြောင်းစိတ်ရှုပ်ရတဲ့ တယ်။အနည်းကလူရင်းထဲကတစ္ဆာဖောက်သွားတတ်တယ်။အလူမင်္ဂလာကိစ္စ၊မြေကိစ္စ၊ဖုန်းကိစ္စများအစင်မပြေမှုများမယ်။ခြေောက်ခါဝမ်းပိုက်ကျမရေးကိုရွှဆိုင်တင်ပါတယ်။အိမ်တော်ရှင်များပြေလည်မှုရပြီးချစ်သူကြီးစားများဆွေမျိုးဝင်ရှုပ်လာတတ်ပါတယ်။စကားတွေရှုပ်လို့ရှင်းရတတ်ပါတယ်။ကံကောင်းစေသောကဏ္ဍများမှာ63ကဏ္ဍများဖြစ်ပါတယ်။ရရရညောင်မင်းအောင်မှာဇိုးကစိုးကိုမြစ်တာပို့ရင်းလိုရာစုတောင်းပါလေ။ဘူရူသားသမီးများလုံးကိုစိတ်နှဖျားကျမချမ်းသာကြပြီးကံညာဝရိယ3ချက်လုံးအောင်ကျိုးပန်းတော်မူနိုင်ကြပါစေ။ဘူရူ သားသမီးများတွေတိုက်ဆိုင်မှန်ကန်မှာကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကကဲတွေကိုဆရာစင်ယုံနေနဲ့ဗီဒီယိုမင်းဆွေးနွေးတာမင်းလို့တဲ့အခါ39 6411 6411တို့ Viber မှာတိုက်ဆက်သွင်းမေးမြန်းနိုင်ပါတယ် ကျားသားရိသားသမီးများတွေတပတ်စာဟောစတဲ့ဒီရက်တွေတွင်မှာအဖက်ဖက်ကအခွန်လန်းကောင်းတွေပေါ်လာမယ်အလုပ်တွေချက်တင်တိုးတင်အချိန်မြင့်တဲ့အချိန်ပါပဲကန်တရားကကိုယ်မျက်နှာပေးတဲ့ဂိမ်းဖြစ်ပါတယ်ငွေရွှေမယ်ရွှေကန်ကောင်းမယ်အမှုပညာအလုပ်အလှကုန်ကားကြောက်ကွန်ပျူတာကင်မရာအလုပ်တွေမှာအကျိုးမြတ်များနိုင်ပါတယ်စတုကိစ္စစာချုပ်ကိစ္စတွေကိုတော့သူသတိထားပါကိုတိုးတက်အောင်မြင်လာတဲ့အပေါ်မနာလိုသူတွေအပြိုင်ဆိုင်တွေပေါ်လာတတ်ပါတယ်တမင်ရဆခံရတဲ့အမှုပတ်တတ်ပါတယ်ပြည်တွင်းပြည်ပခီးများ ေးမယားဖြစ်တတ်ပါတယ်။အောက်လငယ်သားတို့စီကအကူအညီကောင်းရမယ်။အိမ်တော်ရှင်များချစ်သူရေးစားများငွေအတွက်ဝမ်းသာစရာကြုံရမယ်။ခရီးကောင်းလေးကြုံရမယ်။စီမျက်စိတွန်းသွေးတရေထားတင်ပါတယ်။ကကောင်းစီသောကဏ္ဍများမှာနှင်းငါးကဏ္ဍများဖြစ်ပါတယ်။ရရရလောကဝီဟုကုံတော်ကိုပရိလိပတ်လေးရဲ့အဋ္ဌထန်နဲ့စိတ်လိုက်ပါလေ။ဇာတာရင်းသားသမီးများလုံးကိုစိတ်နှဖျားချမ်းမှချမ်းသာကြပြီးကញ្ញံဝရိယသုံးချက်လုံးအောင်ကောင်းအောင်ကျိုးပန်းတော်မူနိုင်ကြပါစေ။ဇာတာရင်းသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခုရေးပြီး ခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာဇင်ဟိုနီနဲ့ဗီဒီယိုများဆွေးနွေးတာမျိုးလိုတဲ့အခါ39 8941ကိုလေးလေးတလေးတို့ဘိုင်ဘာမထားရဲ့ဆက်သွယ်မေးမြန်းနိုင်ပါတယ် တောက်ကြမ်းသားသမီးများတွေတပတ်စာဟော့စတယ်ဒီရတွေတွေမှာမိကောင်းဆရာကောင်းတွေတွေ့မယ်ပညာရေးကိစ္စသင်တန်းကိစ္စဆောင်းမွေးပွဲကိစ္စတွေအထူးကောင်းပါတယ်စတူကိစ္စတွေလည်းအောင်မြင်မယ်စာချုပ်ချုပ်ရမယ့်ကိစ္စတွေလည်းအဆင်ပြေမယ်ပြည်ရင်းပြပခီးကောင်းများလည်းကြုံနိုင်တဲ့အချိန်မှာပဲငွေကန်လေးလည်းကောင်းနေမယ်ဘာသာရေးလုပ်ငန်းတွေဖျားဖူးခီးတွေလည်းပေါ်လာမယ်အလူတက်မင်္ဂလာကိစ္စတွေနဲ့ပတ်သက်ရတာပါတယ်အောင်လငယ်သားကိစ္စအထက်တီပနံလျှက်စစ်ကိစ္စအိမ်ကိစ္စတွေမှာတော့ဆန်းနာမစောတင်ပါဘူးလေထုတ်လေအောင်နှလုံးဒူးနာ တိထားသင့်ပါတယ်စပစ္စည်းဆိုင်ကမ်းမြေအမွေဖုံးကိစ္စများအကျိုးပေးအောင်မြင်နိုင်ပါတယ်အိမ်တော်ရှင်များချစ်သူရေးသားများအစဉ်မပြေမှုလေးတွေဖြစ်ပြီးမှပြည်လည်သွားနိုင်ပါတယ်ကံကောင်းစီသောကဏ္ဍများမှာ၃၆ကဏ္ဍများဖြစ်ပါတယ်ရေရေရစွန့်ခံဖုံးတော်ကြီးကိုမောင်ရင်ကလောင်းလို့ရင်လိုရာစုတောင်းပါလေစွန့်ခံဖုံးကြီးကိုမောင်ရင်ကလောင်းလို့ရင်လိုရာစုတောင်းပါလေတောက်ကြသားသမီးများလုံးကိုစိတ်နှဖျားကြမ်းမာချမ်းသာကြပြီးကံညာဝရိယအသုံးချလုံးအောင်ကျိုးပန်းတော်မူနိုင်ကြပါစေတောက်ကြသားသမီးများတွေတိုက်ဆိုင်မင်္ဂမကကွန်မန့်မှာတစ်ခု ရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မေဆွေတို့ရဲ့ခက်ခဲတွေကိုဆရာဇင်ယောနီနဲ့ဗေဒမင်းများဆွံ့ရတယ်မယ်လို့တဲ့အခါ39 8941 9433ဘိုင်ဘာမတဲ့ဆက်သွယ်မေးမြန်းနိုင်ပါတယ် စနေသားသမီးများတွေတပတ်စာဟောစတန်ဒီရက်တွေအတွင်းမှာအပြိုင်ဆိုင်တွေကြားထဲကအောင်မြင်မှုတွေရရှိလာမယ်လုပ်ငန်းသစ္စာတာတိုးချဲ့တာတွေလုပ်တင်ပါတယ်ရဝိပြပနိုင်ငံခြားနဲ့ပတ်သက်တဲ့အလုပ်တွေလည်းအကျိုးပေးမယ်တစ်တန်းတွေ့ရွှေရေထွက်ကုန်အသေးနံများအကျိုးပေးလိမ့်မယ်ငွေဟောင်းပစ္စည်းအောင်တွေပြန်ဝင်လာတတ်ပါတယ်စက်ကိစ္စဆိုင်ငန်းကိစ္စများမတင်မကျဖြစ်နေမယ်ဘာမစိုးအထင်ကိုလေးတွေဖြစ်ပြီးမှအောင်မြင်တတ်ပါတယ်လူရင်းတို့ရဲ့အညစ်ကိုလည်းခံရတတ်ပါတယ်ဘာသာရေးကိစ္စဆောင်မွေးဝဲကိစ္စမြေမွေဖုံးကိစ္စတွေမှာတော့အနောက် ောက်ရှက်များနေတတ်ပါတယ်။မွေးရှင်မဲဒါပေမဲ့အလုတ်ထဲကိုပြန်ဝင်သွားတတ်တဲ့ဂိမ်းမျိုးပါပဲ။အိမ်တော်ရှင်များချစ်သူရေးသားများအတွက်အဖို့ထစ်လွေးတွေဖြစ်မဲ့ဂိမ်းဖြစ်ပါတယ်။အထူးသဖြင့်ဘေးစကားများကိုသတိထားပါ။ဝမ်ပိုင်ဦးကောင်းအစ်စ်မြေဂယုဆိုင်တင်ပါတယ်။ကံကောင်းစီသောကဏ္ဍများမှာတစ်တုံညကဏ္ဍများဖြစ်ပါတယ်။ရရရတံပုတ်လေးကားတော်ကိုပရိသုံးပတ်သုံးရက်ဒိတ်ထန်းနဲ့စိတ်ပြီးလိုရာစုတောင်းပါလေ။ဇနေသားသူမိများလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပြီးကံညာဝရိယအသုံးချက်လုံးအောင်ကျိုးပန်းတော်မူနိုင်ကြပါစေ။ဇနေသားသူ မီးများတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာဇင်ယောနီနဲ့ဗီလီမီးများဆွနွေးတိုင်မလို့တဲ့အခါ39 8941 9433ကိုလေးလေးတလေးတို့ဘိုင်ဘာမတ်ရဲ့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ဗီလီဟောစတန် channel မှာနာမည်ကြီးဗီလီဆရာများရဲ့နေ့စဉ်ဟောစတန်များအပတ်စဉ်ဟောစတန်များလာစဉ်ဟောစတန်များနဲ့နေ့စဉ်ဟောစတန်များပါပုံမှန်တင်ဆက်ပေးနေလို့ ဗီဒီယိုစတန်း channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေ။အစ်တတနိုင်းသိအောင်လဲဗီနာအကောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်။